လာရှိုမိုးကုတ်မိုးမိတ်ကဗမာတော်လှန်ရေးအင်အားစုတွေအတွက်အချက်ပေးခေါင်းလောင်းတန်လာလာရှိုမိုးကုတ်မိုးမိတ်လို့ဆိုလိုက်တာနဲ့ပြည်သူတွေကတော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါယင်နဲ့အဆိုင်ခဲတစ်ခုအဖြစ်မလွဲမသွေကြံရှိနေမဲ့အဆိုင်ခဲလေးတွေရှိနေမယ်ဆိုတာသိကြပါတယ်ဒီနှစ်ပိုင်းဒီလပိုင်းနဲ့ဒီရက်ပိုင်းတွေဖြစ်ပျက်ပြောင်းလဲသွားတဲ့အရာတွေဟာမြန်ဆန်လွန်းလှပြီးစီရေးအခြေအနေတွေနိုင်ငံရေးအခြေအနေကလည်းပြောင်းလဲမှုကြီးကြီးမားမားတွေဖြစ်ခဲ့တယ်လို့ဆိုတာအားလုံးအသိပါပဲ ပထမဦးဆုံး2025ခုနှစ်လေးလပိုင်းထဲမှာပဲရှမ်းမြောက်ကရှေးမြောက်တိုင်းစစ်ထနာချုပ်ခြေဆိုင်ခဲ့ရာလာရှိုးမြို့ကိုတရုတ်ရဲ့ဖိအားကြောင့် MNDAA ကစစ်တပ်ထံလွှဲပြောင်းပေးခဲ့ရပါတယ်။အဲဒီနောက်တစ်ဆက်တည်းဆိုသလို TNLA ထင်းချုပ်ထားရာနောင်ချူမြို့၊ကြောင်မဲမြို့တို့နဲ့တီဘောမြို့တို့ကိုလည်းစစ်တပ်ကအစင်လိုက်တက်ယူခဲ့ပြီးစီးပွားရေး၊စစ်ရေးအရဗျူဟာကျတဲ့မန္တလေးလာရှိုးလမ်းမကြီးတျှော်လုံးကိုလည်းပြန်လည်ထင်းချုပ်နိုင်ခဲ့ပါတယ်။ ီနေရာမှာချွင်းကျက်အနေနဲ့အနေငယ်ပြောစရာရှိတာကတီဘောနဲ့လာရှူကြားကရှမ်းရွာလောက်တွေမှာသာ MNDAA တပ်ဖွဲ့တွေရှိနေပြီးအထက်မှပြောခဲ့သလိုလမ်းမိုင်းတစ်ခုလုံးကိုတော့စစ်တပ်ကပြေးဝထိတ်ချုပ်ထားနိုင်နေပြီလို့သိရပါတယ်။ရှမ်းမြောက်ကတီဘောမျိုးနောက်ဆုံးပါသွားပြီးနောင်ချိုကစစ်ကြောင်းတစ်ကြောင်းနဲ့တပိတ်ချင်းမျိုးနဲ့တဲကစစ်ကြောင်းတစ်ကြောင်းတို့မိုးကုတ်စီဥတည်နေပြီဆိုတဲ့အတန်းတွေအစောပိုင်းခက်တက်တက်ကြားရပြီးတီဘောပြည်မိုးကုတ်မိုးမိတ်စားတဲ့မျိုးတွေမှာတိုက်ပွဲတွေဖြစ်မယ်ဆိုတာအားလုံးကခံမှန်းမိကြပါတယ်။ တဖက်ကအကြောင်းမျိုးမျိုးနဲ့အောင်မွေးတွေဆက်နေတဲ့စကားဆန်းနဲ့အီယာကိုတက်တွေတိုက်ဖို့ခိုက်ဖို့စိတ်အားထက်သန်လွှမ်းတဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေအများကြီးရှိနေတဲ့မိုးကုံးမျိုးသိန်းတိုက်ပွဲဟာအတော်လေးပြင်းထန်နိုင်ပြီးအောင်မွေးတွေဆက်နေတဲ့စစ်တပ်ကပဲစစ်ဦးကျိုးသွားမလားတော်လိုင်းအင်အားစုတွေဘက်ကပဲအထိနာပြီးပြန်ဆုတ်သွားရမလားဆိုတဲ့မေးခွန်းတွေကိုပြည်သူတွေအကုန်လုံးနှီးပါသိကျင်ခဲ့ကြပါတယ်။ထဲမှာပြောခဲ့သလိုပဲနိုဝင်ဘာလရဲ့နောက်ဆုံးရက်တွေအတွင်းဒီနယ်လေးကိုယ်တိုင်စစ်တပ်ကမြို့ထဲခေါ်ခဲ့ရပြီးမြို့လွှဲပြောင်းရေးဆောင်ရွက်ခဲ့ရသလို ဒီနယ်လေးရဲ့တောင်းဆိုမှုတွေကြောင့်လူတယ်လန်ရေးတက်တွေဟာမျိုးကနေစုတ်ခွာခဲ့ရပါတယ်။အဲဒီနောက်ပိုင်းအခြေအနေဟာလည်းအခုထိရေးရေးလဲလဲမသိရသေးပဲဒေါ်လန်ရင်အင်အားစုတွေရှိတဲ့နေရာထိစစ်တပ်ကတိုးလာလို့တိုက်ပွဲတွေဖြစ်လာရတဲ့ဆိုတာတွေမိုးကုတ်မြို့ကဝင်လာကြတဲ့ကစစ်တပ်ကတခါတည်းယူဆောင်လာတဲ့ဟာဝေဇာတွေလက်နက်တွေတန်ချက်ရင်တွေနဲ့ဒေါ်လန်ရင်အင်အားစုတွေရှိတဲ့နေရာတွေကိုအဆက်မပြတ်ပစ်ခတ်နေတယ်ဆိုတာတွေကြားရပါတယ်။ဒီနေရာမှာလာရှိုးကအစယခုနောက်ဆုံးမိုးကုတ်မိုးမိတ်အစုံ စစ်တပ်ကိုပြန်လည်လွှဲပြောင်းပေးရတဲ့မျိုးတွေနဲ့ပတ်သက်ပြီးအနှဲငယ်ပြောကြင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေတော်လှန်ရေးတပ်ဖွဲ့တွေကြားလည်းအမြင်မျိုးမျိုးယူဆချက်မျိုးမျိုးရှိကြပြီးငင်းခုန်မှုတွေလည်းရှိနေကြပါတယ်ဒါတွေနဲ့ပတ်သက်ပြီးဘာစိတ်ခံစားချက်မှမပါပဲမြေပြင်အချက်လက်တွေကိုအရှိတရာအတိုင်းကြည့်မယ်ဆိုရင်အထက်မှာပြောခဲ့တဲ့မျိုးတွေအပါ၁၀နှစ်ခွန်စစ်စင်ရေးဒဇုံလုံးတွင်းຫນွေဦးတော်လှန်ရေးအင်အားစုတွေကစစ်တပ်ကိုနာကြီးတာတွေစစ်ရေးအတွေ့အကြုံနဲ့လက်နက်ရရှိဖို့အတွက်အင်းနဲ့အားနဲ့ဝင်တိုက်ခဲ့ကြတာပါ တဖက်က EAR အနေနဲ့ကလည်းဒီလူငယ်တွေကိုတော်လန်ရေးစားဖြစ်ကြတဲ့ကစစ်ပညာသင်ပေးတာကအစတက်တီဆောက်ရေးအထိအထိုက်လျောက်ကြီးစုလုပ်ပေးခဲ့ကြတယ်လို့စီဟေးအတွေ့အကြုံတွေရအောင်လက်တွဲဆောင်ရွက်ပေးကြတာတွေရှိကြတယ်ဆိုတာညင်းမရပါဘူးဒီလိုနှုံးနှစ်ဖက်ကမ်းကျွန်းမီကျွန်းကမ်းမီအခြေအနေကြောင့်ပဲ30နှစ်ခွန်စစ်စင်ရေးဆိုတာဒီလောက်ထိအောင်မြင်ခဲ့ရတာပါဒီအထိအပြစ်ဆိုစရာမရှိဘူးလို့ဆိုပေမဲ့လေစီရေးရက်ပြီးတင်ထားတဲ့မျိုးတွေမှာအုတ်ချုပ်ရေးပေါ်ဆောင်မှုတွေလောက်ရမှာတော့ တဦးနဲ့တူမြင်စရာထောက်ပြစရာတွေအတော်များများပေါ်လာတာတွေတွေ့ရတယ်လို့ပွတ်တိုက်မှုတွေကိုလည်းတွေ့လာရပါတယ်။ဆိုလိုတာကအားလုံးဝိုင်းတိုက်ပြီးရလာတဲ့မျိုးတွေကိုတိုင်းရင်းသားတစ်ဖွဲ့တည်းကသာဥဆောင်ပြီးအုပ်ချုပ်ရေးတရားစီရင်ရေးပေါ်ဆောင်ပြီးရန်သူတွေကိုမဟာမိတ်ဆက်ဆံရေးလောက်သာထားတာနောက်ဆုံးဖိအားတွေမျိုးမျိုးကြောင်းမှာဆိုပြီးစစ်တပ်ကိုပြန်လွှဲပေးရမယ့်အချင်းမျိုးတွေမှာတောင်းအချင်းချင်းတိုင်းမင်းညှိနှိုင်းမှုတွေမရှိပဲတဦးတယောက်တစ်ဖွဲ့တည်းနဲ့ဆုံးဖြတ်ပြီးနောက်မှအတိပေးတာတွေဒါတွေဟာຫນွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုင်းသားဒေါ်လာရင်းတပ်ဖွဲ့တွေကိုညှဉ်းညင်းစရာအချက်တွေပဲဖြစ်ပါတယ်။အဲဒီလိုပဲတစ်ဖက်က EAO တွေဘက်ကကြည့်မယ်ဆိုရင်လည်းအုတ်ချုပ်ရေးအတူဖော်ဆောင်ရမှာကအစအဖွဲ့ပေါင်း16000ရှိနေတဲ့ຫນွေဦးဒေါ်လာရင်းအင်အားစုတွေကြားဘယ်အဖွဲ့ကိုပြောရင်အားလုံးနာခံမလဲဘယ်သူကိုပြောရင်တခါတည်းကိစ္စပြီးမလဲဆိုတဲ့စဉ်းစားရမယ့်ချက်တွေကိုလည်းရှိနေပြန်ပါသေးတယ်။ဒီလိုစရခဲ့တာမရှိမရှိဖြစ်နေတဲ့အခြေအနေကပဲယခုနောက်ဆုံးမျိုးတွေပြန်ပိန့်လဲရတဲ့အခြေအနေအထိရှုပ်ထွေးလာပြီးသူ့လက်ညှိုးထိုးငါ့ကိုအပြစ်တင်တွေဖြစ်ကုန်ကြရတော့တာပါပဲ။ ဒါပေမဲ့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုအနှစ်ချုပ်ပြီးကြည့်မယ်ဆိုရင်မျိုးတွေပြန်ပေးခဲ့ရတဲ့တိုင်းရင်းသားဒေါ်လာရင်းတက်ဖွဲ့တွေကလည်းတရုတ်ဖိအားပါဆိုတဲ့ခေါင်းစဉ်အောက်ဝင်ပြီးမဟာမိတ်တွေပြည်သူတွေကိုကြိုတင်ရှင်းပြအတိပေးတာမျိုးတွေမရှိခဲ့သလိုတာဝန်ယူတာဝန်ခံတဲ့ဇကားတွေတောင်ပြောဆိုမှုတွေမရှိခဲ့ပါဘူးဒါတွေဟာသင်ငန်းစာယူစရာတွေမဟုတ်ပဲလာရှိုးမိုးကုတ်မိုးမိတ်ပြီးတော့နောက်ထပ်ဗန်မျိုးတွေဒီလိုထပ်မလာဦးမလားဆိုတဲ့စိုးရိမ်စိတ်စရာတွေဖြစ်နေပါတယ်ဒီနေရာမှာကြီးမားဆုံးသင်ငန်းစာယူစရာတွေနဲ့ຫນွေဦးတော်လှန်ရေးတွင်ပေါက်ဖွားလာတဲ့ အင်အားစုတွေဟာစီလုံးဖို့မဖြစ်မနေလိုအပ်နေပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်အစိုးရကအကောင့်တွေတွေးမယ်ဆိုရင်ဒါရီယာຫນွေဦးတော်လိုင်းအင်အားစုတွေခေါင်းဆောင်ပိုင်းတွေနေရာယူထားပါတယ်ဆိုတဲ့သူတွေအတွက်ပြင်ဆင်ရမယ့်အချက်ပေးခေါင်းလောင်းတန်လို့ပဲဆိုခြင်းပါတယ်ဒါကိုမပြင်းနိုင်မစုဖွဲ့နိုင်ဒီတဲ့အန်ရဲပုံများတဲ့အခြေအနေတွေမှာကြုံရမှာတေချာပြီးအားလုံးလိုချင်နေတဲ့ဆေးအနာရှင်ကြာဆုံးရေးဟာလည်းဆက်လက်ဝေးလံနေဦးမယ်ဆိုတာတေချာပါတယ်ဆောင်းပါးရေးသားသူမင်းတော် ဆောင်းမဖတ်ကြားသူကိုထွန်း